ငါကအရင်အထက်ပေါ့နော်ပို့ပြီးတော့အသိပညာတွေကျွယ်ဝသွားပြီနော်အရင်တုန်းကငါကငါကိုလူတွေကပေါ့နော်လှည့်ဖျားဖို့လိန်လယ်ဖို့လွှမ်းမိုးဖို့အတွက်ကြိုးစားကြတယ်အခုတော့ငါကိုသူတို့ကလှည့်ဖျားပြီးလိန်လယ်ဖို့ကြိုးစားလို့မရတော့ဘူးငါက ဘသူတွေကငါကိုမလုပ်တယ်ဆိုတာငါသိနေပြီကောင်းတဲ့သူနဲ့မကောင်းတဲ့သူနဲ့ကိုလည်းတည်တည်ချာချာခွဲခြားသိမြင်နိုင်ပြီเนาะအခုငါကတဲ့လူတွေလိုက်မမိတယ်ပေါ့เนาะအမြင့်တနေရာမှာရှိနေခဲ့တယ်ဒီလိုမျိုးဖြစ်အောင်လို့စူးစမ်းပန်းစားနေစူးစမ်းပြီးခဲ့တဲ့ ်တင့်ကိုကျေးဇူးတင်ပါတယ်တဲ့ခုဆိုရင်ငါမตายပျော်ရွှင်စရာကောင်းတယ်မိသားစုအတိုင်းမျိုးတစ်ခုလည်းရရှိခဲ့ပြီးရင်အားထက်လည်းစွမ်းစားရှိတဲ့ဖုံးတကူကြီးတဲ့စွမ်းအားကြီးတဲ့ energy အရင်မြင့်တဲ့လူတယောက်ဖြစ်ကိုဖြစ်ခဲ့ပြီးတဲ့ရင်နှောင်းကကြုံတွေ့ခဲ့ရတယ်เนาะစိတ် အနေမြင့်အတက်ကြမမှန်လောက်အောင်စိတ်ကနာမငြိမ်မှုတွေဖြစ်ခဲ့ရတဲ့အခြေအနေတွေဆုံးဖြတ်ချက်တစ်ခုကိုရဲဝုံမဆုံးဖြတ်ခဲ့ပဲနဲ့ တွေ့ဝေတွေ့ရပါတော့ဖြစ်နေခဲ့တယ်အချိန်တွေကနေအခုဆိုရင်ငါကအရန်ကိုစိတ်တည်ငြိမ်ပြီးတော့စိတ်ဓာတ်တက်ကြွတဲ့လူတရားဖြစ်နေခဲ့ပြီတဲ့အရင်တုန်းကအချိန်နဲ့အမျှပေါ့နော်လူတွေကကြိုက်မှန်းမသိမကြိုက်မှန်းမသိငါဘက်ကပဲလူတွေနောက်ကိုပြေးလိုက်နေကြရတဲ့အခြေအနေတွေကနေပြီးတော့ခုဆိုရင်ငါဟာ ကိုဘသာကိုလည်းပေါ့နော်တယောက်တည်းကောင်းကောင်းမွန်မွန်ရက်တည်နိုင်ခဲ့ပြီငါကအခြေနာဆုံးကတော့တဲ့ခုဆိုရင်အရင်အထပ်ပို့ပြီးတော့ငါကတမ်းမာလာတယ်ခန္ဓာကိုအသားရေပိုင်းဆိုင်ရမှာလေပို့ပြီးတော့လှပလာတယ်တောက်ပြောင်လာတယ်နော်ပို့ပြီးတော့ချောမွေ့လာတယ်ချောမောလာတယ်ပေါ့နော်လှပလာတယ်လို့ကိုကိုကိုခန်းစားမိနေတယ်တဲ့ ခုချိန်မှာတော့ပေါ့နော်ငါကငါဘောကောင်းတဲ့သူတွေမကောင်းတဲ့သူတွေကိုတည်တည်ချာခွဲခြားနိုင်ပြီးတော့ဂီယူမဆိုင်တဲ့အရာတွေကိုဂီယူမဆိုင်ဘူးလစ်လူရှုတဲ့အရာတွေကိုလစ်လူရှုရမယ်ဆိုတဲ့စိတ်မျိုးနဲ့ငါနေတတ်ခဲ့ပြီတဲ့ဒါကြောင့်မို့လို့တစ်ချိန်ကတော့ငါပေါ့နော်ငါကပဲ သူတို့နောက်ကိုပြေးပြီးလိုက်ခဲ့ရတယ်။အရာတွေလူတွေကအခုဆိုရင်ငါ့ကိုပြန်ပြီးတော့ပေါ့နော်။ကြောက်ရွံ့နေကြရတယ်တဲ့။အဲ့တော့ငါမှတော့စီးပွားနဲ့ပတ်သက်ပြီးတော့ဖြစ်စီမိသားစုအရေးရာနဲ့ပဲဖြစ်စီအရင်တုန်းကလို့အထီးကျမနေတော့ဘူးစုပြေးတရရတယ်အတိုင်းဝိုင်းတစ်ခုငါမှရှိနေခဲ့ပြီ။ ငါရဲ့လုံငါးခွင့်မှာရှိတဲ့သူတွေကလည်းငါနဲ့မိသားစုတစ်ဖွဲ့ကြော်ရွှင်နေကြပြီမထင်မှတ်ထားတဲ့လူတွေမထင်မှတ်ထားတဲ့နေရာတွေကနေပြီးတော့ငါစီကိုကောင်းကျိုးပေးဖို့အတွက်အကျိုးကျေးဇူးတွေရရှိဖို့အတွက်အော်မိတ်ဆွေကောင်းနေเนาะအဖော်မွန်ကောင်းနေငါရှာတွေ့ခဲ့ပြီတဲ့အဲ့တော့အရင်တော့က စိတ်ကြောက်ရက်ဖြစ်တတ်တဲ့ငါဟာအခုဆိုရင်တော့စိတ်တည်ငြိမ်ပြီးတော့ပြတ်သားတဲ့လူသားတယောက်အဖြစ်ကို ရောက်ရှိခဲ့ပါပြီ။ဒါဆိုရင်တော့ကဖိုင်ဝမ်းလေးတွေအတွက် reading ဖြစ်ပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ထူလေးတွေ ဲ့တော့ final lady ရဲ့ future self က final lady ကိုဗာပြောလဲဆိုရင်အရင်တော့ငါတဲ့ငါဘဝကပေါ့နော်အန်ရီတွေအရင်များလို့ ਨੇ ငါကိုနီးမျိုးစုံနဲ့ပေါ့နော်စိတ်နှောက်ရှက်ပေးနေတဲ့အရာတွေရှိတယ်ငါရဲ့ဘဝကမလုံခြုံခဲ့ဘူးဒါပေမဲ့အခုဆိုလို့ရှိရင်တော့ငါရဲ့ life ကတုံတောင်ပေါ့နော်အတွင်းအပြင်ရန်သူတွေလာပြီးတော့ရံမမှုနိုင်အောင် စိတ်ဒုက္ခလူဒုက္ခမပေးနိုင်အောင်အရန်ကို အာလုံခြုံနေပေါ့နော်အတိုင်းဝန်တစ်ခုဖြစ်နေခဲ့ပြီငါဟာငါကငါတတိချာချာလေးလုံခြုံတဲ့ခြံကြီးဟိုးတစ်ခုကိုကောင်းကောင်းချထားနိုင်ခဲ့ပြီအရင်တော့ငါအရန်သဘောကောင်းပြီးတော့လူတွေအဆင်ပြေရင်ပြီးရော့ဆိုပြီးတော့ပေါ့နော်ကိုဘက်ကနေပြီးတော့ဝန်တော့ဝန်ပိုးတွေအဖြစ်ခံပြီးတော့လှုပ်ခဲ့တဲ့အရာတွေဟာအခုဆိုလို့ရှိရင်ငါကငါဘလို့ချစ်တိုက်ရမလဲဆိုတာကိုတတိချာချာသိညူနိုင်ခဲ့နိုင်ပြီတဲ့နော် အရင်တော့ငါငါကအရန်ကိုစိတ်ဖြစ်စီမှုတွေတားများပြီးတော့မဖြစ်လာသေးတဲ့အရာတွေကိုကြိုတင်ပြီးတော့တွေ့တော်ရင်းနဲ့ပေါ့နော်အငါရဲ့အချိန်တွေဟာ ကုံဆုံးသွားခဲ့တယ်ဆိုပေမဲ့အခုဆိုလို့ရှိရင်ငါဟာ ဘာကိုပဲဒီဇိုင်းမမတ်ပေါ့နော်လှုပ်ဆောင်ရမယ်တွေးတော့ရမယ်ဆိုတာကိုကောင်းကောင်းသိခဲ့ပါပြီတဲ့အခုချိန်မှလည်းငါဟာငါလှုပ်ချင်တဲ့အရာတွေငါလှုပ်ချင်တဲ့အရာတွေရရှိအောင်လို့စနစ်တကျနဲ့ဒီဇိုင်းမမတ်နဲ့ကြိုးစားပြီးတော့ရှောက်လန်းနေတယ်ဆိုတာမင်းကိုပြချင်လိုက်တာတဲ့နော်နောက်တစ်ခုကငါပေါ့နော်အရင်တုန်းကအเจ้าရတစ်ခုပဲဖြစ်ဖြစ်လူနဲ့ပဲဖြစ်ဖြစ်အเจ้าရနဲ့ပဲဖြစ်ဖြစ်ပေါ့နော် ဘာကိုစဉ်းစားဆုံးဖြတ်လို့ရမယ်ရမယ်လောက်ရမယ်မှမသိတယ်အာရွေးချယ်စရာပေါ့နော် ရွေးချယ်စရာတွေခြားထဲမှာအယုံတွေများပြီးတော့မဆုံးဖြတ်နိုင်တဲ့ကိစ္စကိုငါဟာ အခုဆိုလို့ရှိရင်မမှန်ကန်ကန်ဟောရွေးချယ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့အခုငါရဲ့ဘဝကထင်နာတာထပ်ပို့ပြီးတော့အောင်မြင်နေတယ်ထင်နာတာထပ်ပို့ပြီးတော့ပေါ့နော်အဆင်ပြေတဲ့ live တစ်ခုကိုရရှိနေတယ်အဲ့တော့အာ စိတ်မတည်မကြနဲ့ပဲကြောက်ကြောက်လက်လက်နဲ့ပေါ့နော်ငါရွေးချယ်ခဲ့တဲ့လမ်းတစ်ခုဟာတကယ်တော့ငါအတွက်အရန်ကိုတင့်တော်တဲ့လမ်းကြောင်းတစ်ခုဖြစ်နေတယ်အဲ့တော့အရင်တော့ငါစိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ရတဲ့အရာတွေဟာအခုဆိုအရန်ကိုအေးချမ်းသွားပါပြီတဲ့နော်ငါဘဝကအရန်ကိုလုံခြုံစိတ်ချအေးချမ်းနေပါပြီတဲ့ ဲ့တော့အရင်တော့ကဆိုလို့ရှိရင်ငါမှဒါဖိုင်နူးလေးတွေပါဗောနော်ငွေကြီးနဲ့ပတ်သက်ပြီးအကျွေးတွေပါလေထူရင်ထူနေကြမှာဗောနော်အဲ့တော့ငါမှအတိတ်ကတော့ငါရှိခဲ့တဲ့အကျွေးတွေကိုလည်းအခုအဲငါကောင်းကောင်းဆက်နိုင်ခဲ့ပြီ။ဘာဖြစ်လို့လဲဆိုရင်ငါကိုလမ်းမှန်ပေါ်ရအောင်လို့ပေါ့နော်။တွန်းပို့ပေးခဲ့တဲ့တစုံတစ်ယောက်ရှိတယ်။ စွဲပြီးတော့တွဲခေါ်ပေးခဲ့တဲ့တစုံတစ်ယောက်ရှိတယ်။နော်အဲ့ဒီတစုံတစ်ယောက်ရှိမှငါအရန်ကိုအချစ်ခံရတဲ့အတွက်ကြောင့်မလို့ငါအလုပ်တွေကိုပို့ပို့ပြီးတော့လှုပ်ချင်စိတ်စူးစားချင်စိတ်တွေဖြစ်လာခဲ့ပြီးနော်အဲ့တော့သူ့ရဲ့ချစ်ချင်းမေတ္တာတွေနဲ့အတူသူနဲ့အတူငါဟာအောင်မြင်တဲ့ live တစ်ခုကိုရရှိနိုင်ခဲ့ပြီးနော်အတိတ်မှာတော့ငါရှိခဲ့တဲ့အကျွေးတွေငွေကြေးမပြည့်လည်မှုတွေဒါတွေအကုန်လုံးကိုငါအခုချိန်မှာဖြည့်ရှင်းနိုင်နေပြီးငါလည်းငါချိန်နေပေါ့နော်ငါဟာ လှုပ်အားကောင်းကောင်းနဲ့လှုပ်အားခကောင်းကောင်းကိုရှာဖွေနိုင်နေတဲ့သူတယောက်ဖြစ်နေပြီလို့သိရင် future self ကပြောချင်နေပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ find 3လေးတွေဖိုင်တရီလေးတွေရဲ့ future self က find တရီလေးတွေကိုပြောချင်နေလဲ။ find three လေးတွေရဲ့ future self က find three လေးတွေကိုပါပြောချင်နေလေ။သူ့မှာတဲ့အခုဆိုလို့ရှင်ပေါ့နော်။ပိုင်ဆိုင်မှုတွေအများကြီးရှိနေပြီ။အတိတ်မှာတော့ငါပေါ့နော်။အာ နင်းမင်းနောင်မှာပေါ့နော်ငါဒီအချိန်မှာဒီလိုမျိုးဖြစ်လိမ့်မယ်လို့တောင်းဩထင်ခဲ့မှာမဟုတ်ဘူးတဲ့ဒါမဲ့အတိတ်မှာတော့ငါပေါ့နော်မင်းကတော့အဲ့ဒီတုန်းကပေါ့နော်ဩဘာပဲပြောပြောရောက်ချင်တဲ့နေရာတစ်ခုကိုရောက်ပါစေဆိုပြီးတော့မရမနာတမ်းပေါ့နော်တစင်ပြီးတစင်အမင်းရဲ့ဘဝကိုစူးစမ်းခဲ့တာဟာအခုဆိုရင်ငါဟာနော်လူတရ အစအခြေအနေတစ်ခုကိုရောက်ရှိနေခဲ့ပြီတဲ့နော်ငါဟာပြည်တွင်းမှာဖြစ်စေကဘာကိုပတ်ပြီးတော့ဖြစ်စေအာပါပေါ့နော်သွာလာနိုင်တယ်ခီးသွဲ့ဧည့်သည်တယောက်အဖြစ်လဲကိုကိုကိုဂုံယူနိုင်နေပြီတဲ့နော်အခုဆိုလို့ရှိရင်ငါရဲ့အခြေအနေတွေယာတို့တွေကတစိမိတစင်မြင့်တထက်မြင့်သွားပြီတဲ့နော်အဲ့တော့အတိတ်မှာတော့ငါတော့ငါဟာမင်းကပေါ့နော်အာဘယ်လိုပြောမလဲဆိုရင်မင်းက ဟိုမနိုင်နဲ့မနိုင်တဲ့အခြေအနေတစ်ခုမှာပေါ့နော်မရမကခက်ခက်ခက်ခဲနဲ့မင်းအတက်နိုင်ဆုံးနိုင်နိုင်အောင်ပေါ့နော်စူးစမ်းပြီးတော့ကင်ခဲ့တယ်အဲ့လိုစူးစမ်းပြီးကင်ခဲ့တဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်ငတ်မှာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်မနိုင်မနှင်းဆိုတဲ့အခြေအနေတွေကနေပြီးတော့လွတ်မြောက်ပြီးတော့နိုင်နိုင်နင်းနင်းနဲ့အကိုရဲ့ဘဝပေါ့နော်အများကြီးအလုံးထက်တာတာလွန်ကောင်းမွန်တဲ့အခြေအနေတခုကိုငါဖန်တီးနိုင်ခဲ့ပြီတဲ့နော် ခုဆိုရင်ငါပေါ့နော်ငွေလိုရင်ငွေဖြစ်တယ်ရွှေလိုရင်ရွှေဖြစ်တယ်เนาะဆိုတော့မြေလိုရင်မြေဖြစ်တယ်ဆိုတော့ live တစ်ခုမှာရှိနေခဲ့ပြီဖြစ်တယ်เนาะအရာအားလုံးကငါရဲ့စိတ်ခံစားချက်အတိုင်းပဲငါစိတ်ကဖြစ်ချင်နေဆိုရင်ငါဖြစ်အောင်လုပ်နိုင်တဲ့ဘဝတစ်ခုပေါ့နော်အဲ့လိုဘဝတစ်ခုကိုရရှိခဲ့ပြီတဲ့ပြီးတော့ငါကပေါ့နော် ငါတော့ထင်မထားဘူးတဲ့ငါငါတယောက်စာအပြင်ပေါ့နော်ငါတကူစာအပြင်တဲ့ငါဘေးမှာရှိတယ်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေတငယ်ချင်းအပေါင်းအသင်းအယောင်ရင်းတွေကိုလည်းနော်အလိုအပ်တဲ့နေရာမှာအာသူတို့ကိုအဲနေရာပေးနိုင်တဲ့အလုပ်နေရာပေးနိုင်တဲ့ပေါ့နော်အလုပ်တစ်ခုရအောင်စီးပွားရေးအလုပ်ကံတစ်ခုရအောင်ကူညီပေးနိုင်တဲ့သူတယောက်အဖြစ်တည်ရှိနေပါပြီတဲ့ တော့ငါအခုချိန်မှာငါလုံနေတဲ့ကိစ္စတွေမှာဘလောက်တောင်မှကြောညံ့ကြွညင်နဲ့ရှေ့ကိုဆက်ပြီးသွားနေတယ်လဲဆိုတာမင်းမင်းကိုမြင်စေချင်လိုက်တာပေါ့နော်အဲ့လိုမျိုးလေးပြောထားပါဗျနောက်တစ်ခုကဗာလဲဆိုလို့ရှိရင်အခုငါကပေါ့နော်အရင်တုန်းကအိမ်ညို့မဟုတ်တော့ဘူးအိမ်အသေးအိမ်ကြီးအိမ်ကောင်းနဲ့လဲအာနေနေရပြီเนาะ အဲ့လိုမျိုးအရန်ကောင်းတဲ့အိမ်ကြီးအိမ်ကောင်းမှာအငားရဲ့တငယ်ချင်းတွေကလည်းစီစီကာကာတတ်တန်ဝဝနဲ့တောက်လျှောက်ပေါ့နော်ငါစီကိုလာလည်နေကြတယ်ငါကသူတို့ကိုလည်းပေါ့နော်အစားကောင်းတောက်ကောင်းနေနဲ့အိတ်ခံနိုင်နေပြီငါရဲ့အိမ်မှာဆိုလို့ရှိရင်ရန်နီးကအပေါင်းအသင်းတွေအပြင်ရက်ဝေးကအပေါင်းအသင်းတွေကအစပေါ့နော်အမ်ရောက်ရှိပြီးတော့လာရောက်လည်ပတ်နေကြတာမျိုးကိုတွေ့ရတယ်တွေ့ရတယ်ပေါ့နော် ငါစီကိုလာအောင်လည်းပတ်ကြတယ်ငါရဲ့စီးပွားဘက်တွေမှာဆိုလို့ရှိရင်လည်းအဲခင်မင်းတဲ့သူတွေရောပေါ့နော်မခင်တဲ့သူတွေကိုအနီးကလူတွေရောအဝေးကလူတွေကိုဟိုကိုနဲ့ပေါ့နော်အဲ့လိုမျိုးစီးပွားဘက်တွေဖြစ်နေကြတယ်အခုဆိုလို့ရှိရင်ပေါ့နော်ငါကပြောမယ်ဆိုလို့ရှိရင်အရန်ကိုအဲငါရဲ့ပေါ့နော်နေမီကအရန်ကိုကျဲပြတ်ပြီးတော့ငါရန်အောင်မြင်နေတယ်ဆိုတဲ့အကြောင်းကိုတဲ့မင်းကို ပြချင်လိုက်တာဆိုတဲ့ပုံစံမျိုးပြောထားတာမျိုးတွေ့ရပါတယ် ဒါဆိုရင်ဒါကဖိုင်3လေးတွေအတွက် reading ဖြစ်ပါတယ်။